chapter 5ဆရာတို့ဘာအကြောင်းသိရမလဲဆိုရင် permutation and combination ပေါ့နော်ဒါရေတွက်ခြင်းနဲ့ဆိုင်တဲ့နည်းစနစ်တွေပေါ့အဲ့တော့ဇာတိမာတင်ရမှာဗာတင်ရမယ် concept of permutation and combination permutation နဲ့ combination ရဲ့အယူအဆတွေကိုဇာတို့ describe ဖော်ပြမယ်။ဘာနဲ့ပတ်သက်ပြီးတော့လဲ accounting principle ပေါ့နော် ကောင်းနီပရင်စပယ်ကောင်းနီပရင်စပယ်ရေးသွက်တဲ့နီးစနစ်ပေါ့နော်ရေးသွက်တဲ့နီးစနစ်တွေနဲ့ဆက်ဆက်ပြီးတော့ပါမီတေးရှင်းတွေကွန်ဘိုင်နေးရှင်းတွေကိုဒါပေါ်ပြမှာပေါ့ဒီသင်ခန်းစာမှာအဲ့တော့ကောင်းနီတက်ကနစ်ဆိုရဲဒီရေးသွက်တဲ့နီးစနစ်က indispensable ဆိုတာကဒါအစားထိုးလို့မရဘူးပေါ့နော်ဒီနည်းပြောရင်ဒါမရှိမဖြစ်လိုအပ်တဲ့အစားထိုးလို့မရဘူးဟိုဘာအတွက်ရှာလို့သုံးဝင်လဲဆိုတော့ probability ဆိုတဲ့ဖြစ်တဲ့ဇွမ်းတွေကိုရှာဖို့အတွက်အသုံးဝင်တယ် ဖြစ်တဲ့တန်ရှာတဲ့ခါမှာသူရဲ့ simple space လို့ခေါ်တဲ့နမူနာပြည့်စီမှာဘာဖြစ်နေဖို့လိုလဲဆိုတော့ finite အကန့်အသတ်ရှိရမှာပါနော်ပြီးရင်သူရဲ့ organ တွေက equally likely equally likely ဆိုတာကတော့ညီညီမျှပဲရှိရမှာပေါ့သဘောပြောချင်တာဖြစ်ရ၄ခုရှိလို့ရှိရင်အဲ့၄ရ၄ခုလုံးရဲ့ဖြစ်နိုင်တဲ့တန်ဖိုးပုံမှန်အတိုင်းအတာတူတူပဲဖြစ်ရမှာသဘော၄ဘုံ၄ခုရှိရင်၄ဘုံဘုံတပုံစီပေါ့နော်အဲ့လိုမျိုးရှားတဝက်စီရအောင်သူရဲ့အညီမျှခွဲဝေးတဲ့ပြည့်တန်စွမ်းရင်ဖြစ်ရမယ်လို့ပြောတာ ပြီးရင်ဆရာတို့ဒီ county principal ရ beneficial and appreciable to many areas of mathematics เนาะသင်ချာနဲ့ဆိုင်သင်ချာမှာသင်ချာနဲ့ဆိုင်တဲ့ level တွေမှာ statistics လို့ခေါ်တဲ့စီးရင်ပညာရက်နဲ့ဆိုင်တဲ့ level တွေမှာ science သိပ္ပံပညာရက်တွေနဲ့ engineer ဘာသာရက်တွေမှာဒီ county principal ကဒါအကျိုးကျေးဇူးတွေအများရှိရဲအသုံးဝင်တာပေါ့เนาะအဲ့တော့ပရမအောင်ဆုံးဆရာတော်ကဒီ permutation နဲ့ combination မပြောခင်မှာအရင်ဆုံး county principal ကိုအရင်ပြောမှာပေါ့เนาะ အကောင်နီပရင့်စ်ပယ်နဲ့ပတ်သက်ပြီးတော့သူဥပမာတစ်ခုအရင်ပေးတယ်ဒါတော့မလုပ်မယ်ကော်ပီဆိုင်သွားတယ်မှာပါပေါ့တောက်စရာဘယ်နှမျိုးရှိလဲနှစ်မျိုးရှိတယ်လက်ဖက်ရည်နဲ့ကော်ဖီနဲ့ရှိတယ်နော်နောက်တစ်ခါတောက်စရာနဲ့ပတ်သက်ပြီးတော့နှစ်မျိုးရှိတယ်နောက်တစ်ခါကဘာလဲစနက်နော်စားစရာမဟုတ်ပဲသရေစာအနေနဲ့ကြာတော့အမျိုးအစားဘယ်နှမျိုးရှိလဲရွေးချယ်စရာ၃မျိုးရှိတယ်ဥမာကိတ်မုတ်ရယ်ဒိုနတ်ရယ်ဆန်ဒွိတ်ရယ်ဆိုပြီးတော့ ရှိတော့ဗောဒါကော်ပီဆိုင်သွားလို့ရှိရင်သူမှားလို့ရမယ်ပစ္စည်းအမျိုးမျိုးတွေပေးထားတယ်အကဲဆရာတော်ကဘလို့မှမလဲတောက်ဆရာတစ်မျိုးနဲ့စနက်မုတ်တစ်မျိုးမှားလို့ရှိရင်အဲ့လိုမှားရင်နီလန်ဘယ်နှမျိုးရနိုင်မလဲတဲ့အဲ့လိုနီလန်ဘယ်နှမျိုးရနိုင်မုတ်တစ်မျိုးတောက်ဆရာတစ်မျိုးတောက်ဆရာတစ်မျိုးနဲ့မုတ်တစ်မျိုးမှားမယ်ဆိုရင်နီလန်အလုံးဘယ်နှမျိုးရမလဲ6မျိုးရနိုင်ကြီးရှိတယ် ဘယ်နှမျိုးရမလဲ6မျိုးရအောင်နော်အဲ့ဒါကိုဆရာတော်ကဒီဒါ3 diagram နဲ့သူအရင်ပြောပြတာပဲနော် grade level တော့ဆရာအချိန်ကိုင်းနဲ့သင်ရတယ်နော်3 diagram ပြောလို့ရှိရင်ဘယ်လိုပြောမလဲတောက်ဆရာရှိမယ်စားဆရာရှိမယ်ပြီးရင်သူရဲ့ဖြစ်နိုင်တဲ့ဖြစ်ရတွေကဘယ်လိုရှိလဲဆိုပြီးဆရာတို့စဉ်းစားရတယ်။အရင်ဆုံးဆရာတို့အကေပရမစစအနေနဲ့တောက်ဆရာနေရာမှာလက်ဖက်ရည်ကိုရွေးမယ်စားဆရာမှာဒီ၃မျိုးလုံးဖြစ်နိုင်ခြင်းရှိတယ်ပြောချင်တာပဲလေ ရမသမီးကလပိတ်နဲ့ကိမုတ်မိုင်ပါမယ်လပိတ်နဲ့ဒုနဲ့မိုင်ပါမယ်လပိတ်နဲ့ဆန်းသွင်းမိုင်ပါမယ်ဒါလိုမျိုးအခြေအနေကဘယ်လိုမျိုးရှိလဲ၃မျိုးရှိတယ်အကေကော်ဖီနဲ့မှမယ်ဆိုလို့ကော်ဖီနဲ့ကိမုတ်ပြီးရင်ကော်ဖီနဲ့ဒိုနတ်ကော်ဖီနဲ့ဆန်းသွင်းအားလုံးဘယ်လိုမျိုးရှိလဲ၃မျိုးရှိတယ်ကော်ဖီနဲ့ပတ်သက်ပြီးတော့အကြောင်းဒါကြောင့်မို့ ဆိုင်ဆိုင်ကိုသွားပြီးတော့ဒီမှာသူရားနိုင်တဲ့အမျိုးမျိုးပေါ်မူတည်ပြီးဆရာတို့မှားတာအလုံးနီလန်းနီလန်းပနမျိုးရားနိုင်စေအလုံးစုစုပေါင်း6မျိုးရားနိုင်တယ်ပေါ့ဒါတောက်ဆရာတစ်မျိုးနဲ့စားဆရာတစ်မျိုးမှားတဲ့စီမှာအလုံးနီလန်း6မျိုးရားအခုဆရာတို့တွေ့တဲ့အတိုင်းပဲเนาะအလုံးနီလန်း6ခုရတယ်เนาะအဲ့တော့ဒီနီလန်း6ခုကနေဆရာတို့ဒါအလွယ်အမြန်ပြောလို့ရှိရင်တောက်ဆရာမျိုးစားဘယ်နှမျိုးရှိလဲနှစ်မျိုးရှိတယ်စားဆရာမဟုတ်ပဲဒီစားအနေနဲ့ကနီလန်းဘယ်နှမျိုးရှိလဲသုံးမျိုးရှိတယ် ဒါကြောင့်မို့ဆရာတို့လွှင့်ခြင်းနဲ့ဒီကော်ပီဆိုင်ကိုသွားပြီးတော့တောက်ဆရာတစ်မျိုးနဲ့စားဆရာတစ်မျိုးကိုမှားလို့ရမယ်နီလန်းရည်တော့လိုချင်ရင်တဲ့အားလုံးအခုဘယ်နှမျိုးရလဲ6မျိုးလို့ဆရာတို့ခဏ3တန်ဂရန်ရာတွေ့ခဲ့တယ်ဒါကိုအလွယ်တွေ့ရလို့ရှိရင်တော့ဒါဘာလို့လိုက်ရပဲလဲအဲ့ဒီနှစ်နဲ့သုံးဘာလို့လိုက်ရပဲလဲမျှလိုက်တယ်ပဲမျှလိုက်ရင်ဒါဒီတောက်ဆရာတစ်မျိုးနဲ့စားဆရာတစ်မျိုးကိုမှားတဲ့အခါမှာရလာမယ်နီလန်းရည်တော့ဆရာတို့အလွယ်လေးရလာလိမ့်မယ်နော်ဒါလိုကြီးခြားလုံးနေကြမလို့ပေါ့နော် တောက်စရာ2မျိုးရှိတယ်စားစရာ3မျိုးရှိတယ်တခုနှစ်ခုပါလို့လိုက်မျှလိုက်ရင်သူရဲ့စုစုပေါင်းလိုချင်တဲ့အရေတော့ရမယ်ဆိုပြီးဆရာတို့သိရဒါဒါက counting principle မှာမှဥပမာ2မျိုးပေါ့နော်ဒီ counting principle မှာကျတော့ဒီအခုဆရာပြောလိုက်တဲ့ဒီမုံနဲ့စားတောက်စရာနဲ့နှစ်ခုပါလို့တာပါလို့လိုက်လို့ပြင်ဒါမျှလိုက်တာပေါ့နော် multiplication လောက်လိုက်တာပေါ့နော်ဒါမျှလိုက်လို့လိုချင်တဲ့ number of ways ကိုရတယ်နောက်ဥပမာတစ်ခုလောက်ဆက်ပြောမယ် နောက်ဘူးမှတစ်ခုကြတော့ဒါနဲ့နည်းနည်းလေးမတူတော့ဘူးဒီခန်းကြတော့လေဟိုဘယ်လိုပြောဆိုရင်စဉ်းစားရတယ်အရန်စဉ်းစားရတယ်ပြီးရင်မေးခွန်းကလည်းအရန်ကြဲ့ပြန့်တယ်သူမေးချင်းလို့မေးလို့ရတာပေါ့နော်အဲ့တော့အဲ့ကြောင့်မကွာသူရဲ့ဒီပုံစံပုံရဲ့အသေးပေကဘာကိုပြီးတာလဲဆိုတော့ကွာအသေးချာသိဖို့လိုတယ်ပြီးရင်ဘယ်လို principle နဲ့တုံပြီးတွက်ရမလဲဆိုတော့ကွာစဉ်းစားတတ်ဖို့လိုတော့ပေါ့နော်အဲ့ဒီမှာပြီးတဲ့ဥပမာကြည်လိုက်သူပါပြီးတာဆိုတော့စာရေးစာကုန်းပြောင်းပွဲတော့ပွဲမှာ အားလုံးခေါင်းစဉ်ဘယ်နှမျိုးရှိရဲဆိုတော့ခေါင်းစဉ်၅မျိုးပေးထားတယ်လို့ယူဆပါတယ်။အဲ့ဒီခေါင်းစဉ်၅မျိုးကိုចောင်းသားတရားကရွေးချယ်권ရှိရဲရွေးချယ်ရမယ်။အဲ့ဒီခေါင်းစဉ်၅ခုတည်းရဲ့ခေါင်းစဉ်တစ်ခုခုရွေးချယ်ပြီးသူပါလုပ်မယ်။စာရိုက်စာကုန်အတူတပုတ်ရေးရမယ်။ပြီးတော့စာရိုက်စာကုန်အရှိတပုတ်ရမယ်။အဲ့တော့အတူတပုတ်ရေးပြီးတာနဲ့အန်သန်ထို့နောက်နောက်ထပ် different topic ပြောပါပြီနော် different topic ပြောပါပြီ ပြောချင်တာကအရှိက short SC မှာရေးခဲ့တဲ့ topic ကိုသူ long SC မှာထပ်ရေးလို့ရလားမရတော့ဘူးအဲ့ဒါကိုကသဘောပေါက်အောင်အဲ့တော့ short SC တပုတ်ရေးမယ် long SC တပုတ်ရေးမယ် long SC ရေးတဲ့အခါမှာ different topic ဖြစ်ရမယ်ဆိုတော့ဒီဘက်ကအရှိကရွေးခဲ့တဲ့ short SC မှာရေးခဲ့ရွေးခဲ့တဲ့ topic ကိုထပ်ပြီးရေးလို့မရဘူးဆိုတာသိရမယ်ဒါကြောင့်မို့ဆရာတို့ဒါကြိုပြီးစဉ်းစားကြည့်ပေါ့သူ့ရဲ့ဒီ short SC နဲ့ long SC နှစ်ခုကို ရေးနိုင်မဲ့နီလန်းဆိုအလုံးနီလန်းပဲနှစ်ခုရ short sc တွက်က5ခုရမယ် long sc တွက်က6ခုရမယ်တရုံတစ်ခုကဘာလောက်ရမှာလဲဟိုမျှအောင်မလားပေါအောင်မလားပေါအောင်မယ်ဆိုရင်မှားတယ်ဘာလောက်ရမှာလဲမျှအောင်ဘာဖြစ်လို့မျှလဲဆိုတော့အခုဖြစ်ရတဲ့ခုကဟိုဇက်တိုက်ဖြစ်မှာလीဇက်တိုက်ဖြစ်မှာဆိုတော့တိတ်ပြအခု long sc ရေးမယ်ပြီးတာနဲ့ဘာကြီးရမှာ ရှောက်အပ်စီရံတဘောတစ်ခုပြီးတစ်ခုဖြစ်မှာပေါ့ဒီဖြစ်ရတဲ့ခုကအဲ့လိုတစ်ခုပြီးတစ်ခုဖြစ်တဲ့ဖြစ်ရတွေဆိုရင်တနည်းပြောရင်ဇာတာဖြစ်လာမယ်ဖြစ်ရတွေဆိုရင်ဆရာတော်ကဘာလုပ်ပြရလို့ဆိုရင်ညှောက်ပြရတယ်။ဒါကြောင့်ဆရာတို့တို့ကများလာအားလုံးနီလန်းပဲတစ်ခုရအောင်ဆိုအားလုံးနီလန်း20ရအောင်ခဏလို့9မြောက်9မရအောင်နော်။ဘာကြောင့်လဲဆရာခဏပြောဆိုလွန်အပ်စီမှာရေးရမယ့် topic က different topic ဖြစ်သွားပြီမလို့အရှိကရှောက်အပ်စီမှာရေးခဲ့တဲ့ topic ကိုယူလို့မရအောင်။ဒါကြောင့်6ခုပဲဖြစ်တော့မယ်။နီလန်း6ခုပဲရှိမယ်။ ဲ့တော့ပြီးရင်ဒီဖြစ်ရနှစ်ခုဟာတစ်ခုပြီးတစ်ခုဖြစ်ရမှာဖြစ်တဲ့အတွက်ကြောင့်နှစ်ခုဆရာတို့မျှောက်ပေးရအောင်အဲ့ဒါဆိုသူလိုချင်တဲ့အဖြစ်ရအောင်နော်အဲ့တော့နီလန်းဘယ်နှခုရမှာဆိုရင်အားလုံးနီလန်းဘယ်နှခုရမှာဆိုရင် short essay တော့ကနီလန်း၅ခုရှိရယ် long essay တော့ကကြတော့ဘယ်ကနေပြန်ရအောင်လဲ one of the remaining four topic ပဲကျန်တဲ့၄ခေါင်းစဉ်၄ခုကပဲတစ်ခုရွေးရမှာနော်ဒါကြောင့်မို့ long essay တော့နီလန်းရရှာမှာဆိုရှာတော့ဘလခုပဲရရမှာ လေးခုပဲရတော့ပြီးရင်ဆရာခဏပြောသလိုဒီနှစ်ခုကတစ်ခုပြီးတစ်ခုဖြစ်တဲ့ဖြစ်ရဖြစ်ရဆိုကြနှစ်ခုပါလောက်မယ်မြောင်းဒါကြောင့်မို့ဆို5 to 4ဆိုကြတော့မြောင်းလိုက်ဘလောက်ရမယ်20ဆိုပြီးဆရာတို့ရလဲเนาะဒါဆိုဥပမာဘယ်နှစ်ခုရှိရပါပြီလဲနှစ်ခုရှိရပါပြီပရမဥပမာကြတော့တောက်ဆရာတစ်ခုနဲ့စားကြတစ်ခုရွေးတယ်ဒါကြတော့ဒီလိုပြန်ထက်တာတွေမထက်တာတွေစဉ်းစားကြမလို့နှစ်ခုလုံးဆရာတို့မြောင်းလိုက်ရဘူးဒီမှာကြတော့အဲ့လိုမဟုတ်နည်းနည်းလေးမထူးထူးကြတာရှိတာက လုံး SC ယူတဲ့ခါမှာအရှိကရှော့ SC ယူခဲ့တာဟာယူလို့မရတာဖြစ်တဲ့အတွက်ကြောင့်၅ခုလုံးယူလို့မရတာပဲနဲ့၄ခုပဲယူရတယ်။တစ်ခုပြီးတစ်ခုဖြစ်တာမို့လို့နှစ်ခုဆရာမျှလိုက်လိုချင်တဲ့နံပါတ်ဝေးစ်ကိုဆရာတို့ရအောင်။ဒါဥပမာနှစ်ခုသူပြောပြတာပေါ့နော်။အဲနှစ်ခုစလုံးကဘာပရင်စပယ်သုံးတာလဲ။ Multiplication Principle ကိုသုံးတာပေါ့။ဘာနီးရမှာလို့သိရင်မြောက်ချင်းနီးရမှာပေါ့။ဒါကိုဆရာတို့သုံးတာလေ။အဲ့တော့ပြောချင်တာပုံစံတော့ဘုတ်တွေ့လို့ရှိရင်ဒီပုံစံအမှာပေးထားတဲ့ဖြစ်ရတွေကဘယ်လိုဖြစ်ရတွေလဲပေါ့။ တခုပြီးတခုဖြစ်တဲ့ဖြစ်ရတွေလားနောက်ဆုံးရှာအသေးရှင်းပြည့်စုံဆိုတာသိအောင်ဟိုဘုံသူမရှိတဲ့ဖြစ်ရတွေလားဒီလိုမျိုးရှာတော့စဉ်းစားပြီးတော့မှဟိုကရွေးချယ်ပြီးတော့တွက်အောင်ပါဘောနော်အဲ့တော့ multiplication principle ဆိုတာကဘာလဲဆိုတော့ဆရာတို့ test တခုလုပ်တဲ့တဘောကလုံငန်းလုံဆောင်ချက်တာဝန်တခုလုပ်တဲ့အခါမှာပရမတာဝန်တခုကနီလန်အလုံး ampu ရှိတယ်နော် no matter how the test has been performed ဒီတာဝန်ကိုဘယ်လိုပဲလုပ်ကိစ္စမရှိဘူး နောက်ထပ်တာဝန်တစ်ခုဆက်ပြီးတော့ကြည့်တဲ့အခါနောက်ထပ်တာဝန်တစ်ခုကကျတော့အံမွေးရှိတယ်ဆိုပါသို့တဲ့ပရမကအံမွေးနောက်တစ်ခုကအံမွေးပေါ့ဒါဆိုရင်တို့ဒီတာဝန်တစ်ခုစလုံးကို insertion ဆိုတာရေးကြည့်ရအောင် insertion ဆိုတာဇက်တိုက်ပေါ့နော်ဇက်တိုက်လှုပ်ဆောင်တဲ့အခါမှာဒီတာဝန်တစ်ခုလုံးကိုလှုပ်ဆောင်လို့ပြီးမြောက်တဲ့နီလန်အရေးတော့လိုချင်တစ်ခုပါလုပ်ပြရလို့တင်မျှပေးရတယ်ဒါကြောင့်မို့ဆရာတို့ဘာရမလို့သူရဲ့နာမတော့ waste ကဘလောက်အရေးတော့ရမယ် mn ဆိုပြီးရလိမ့်မယ် ပရမကအံမွေးရှိတယ်ဒုတိယကအံမွေးရှိတယ်သူတို့နှစ်ခုဆက်တယ်ဇက်တိုင်းဇက်တိုင်းလုံးမဲ့နီးလိုက်ရတော့လို့ချင်းနှစ်ခုပါလောက်ပြရမယ်မျှပြရမယ်ဒါဆရာတို့ဘာပရင်စပယ်လို့ခေါ်လို့ဆိုရင် multiplication principle လို့ခေါ်တယ်ရမနော်ဒါရီကဟိုတေချာကွာ live မှတ်ထားရမယ်အဲ့တော့ဒီ principle ကိုဆရာတို့က finite number တော့ဖြစ်ရမှာပါနော်အကန့်အသတ်ရှိတဲ့ဒီသူရဲ့တက်စီလောက်တဲ့အခါမှာဇက်တိုင်းဖြစ်တဲ့တက်စီဖြစ်ရမယ် ပြီးရင်အထဲမှာရှိတဲ့ဖြစ်ရပ်တွေကဘာနံပါဖြစ်ရမယ် final number ဆိုတော့အကန့်အသတ်ရှိတဲ့အရေးအတွက်ရှိတဲ့ဒီဖြစ်ရပ်တွေပဲဆရာတော်ဒီ principle ကိုဘာလုပ်လို့ရအောင်ဆိုရင်သုံးလို့ရအောင်เนาะ infinite တွေကိုဆရာတော်သုံးလို့မရအောင်ပေါ့เนาะဥပမာတစ်ခုသူပြောမယ်အဲ့တော့ဒီမှာဆရာတော်ဘာပြောရလဲဆိုတော့လမ်း6လမ်းရှိတယ်ဘယ်မျိုးကနေဘယ်မျိုးသွားဖို့တောင်းအိနဲ့တောင်းပြီးသွားမယ်လမ်းက 6လမ်းရှိတယ်4လမ်းရှိတယ်ဘယ်မျိုးနဲ့ဘယ်မျိုးတောင်းပီနဲ့တောင်းစီကြားမှာသွားမဲ့လမ်းက4လမ်းရှိတယ်သူမေးတာနံပါတ်ဝေနီလမ်းအရေးသွဘယ်ကနေဘယ်ကိုသွားဖို့ A ကနေ C ကိုသွားမယ်ဘယ်ရောဖြတ်သွားရမယ်ပြောတာပြီးသားတဘော A ကနေ B B ကနေ C ကိုသွားအောင်ပေါ့အဲ့လိုသွားတဲ့စီမှာဖြစ်နိုင်မဲ့နီလမ်းရေဒါရှင်းနေဘာလို့လိုက်ရပြီလဲ မြားလာရပြီပေါ့တဆက်တယ်ဖြစ်မှာလေ A ကနေ B ကိုသွားမယ် B ကနေ C ကိုသွားမယ် A ကနေ B ကိုသွားတဲ့ဖြစ်နိုင်တဲ့နီးလမ်းကြီးတွေက6လမ်းရှိတော့6 way ပြီးရင် B ကနေ C ကိုသွားတဲ့နီးလမ်းကလမ်းက4လမ်းရှိတော့4 way ပေါ့ပြီးရင်ဆောက်တာဆက်ဆက်ရှင်းတဆက်တဆက်တယ်သွားမှာဖြစ်တဲ့အတွက်ကြောင့်နောက်ခုဘာလုပ်ပြရမလဲမျှပြရမယ်ဒါကြောင့်မို့သူရဲ့နီးလမ်းကြီးတော့ဆိုဘလိုက်ရမှာသူရင်6လေးလီ24ပေါ့နော်နီးလမ်းပေါင်း24ခုရမယ်ဒါကြောင့်ဆရာတို့ဒါလေးရေးပြရမှာပေါ့နော်အဲ့တော့ there are six way to drive from a to b ပေါ့နော် a နဲ့ b ကိုမောင်းမှုတွေ့ကြတော့နီလန်းဘယ်နှခုရှိလဲ6နီလန်းရှိတယ် for each အဲ့ဒီတစ်ခုကနေပြီးတော့နီလန်းဒီသွားတဲ့ a to b ဆိုတဲ့ဒီနီလန်း6ခုရဲ့တစ်ခုစီကနေပြီးတော့မှနောက်တစ်ရနောက်တစ်မျိုး c ကိုသွားခြင်း b to c ကိုသွားမဲ့နီလန်းကဘယ်နှခုရှိမလဲ၄နီးရှိတယ်ပြီးရင် number တော့ way to drive from a to c through b လို့ခြင်းသူတို့နှခုဘာလို့လိုက်ရပြီမျှလိုက်ရပြီဒါဆိုရင် same to for to b ရောမျှလိုက်ရင်အပြည့် 24ရအောင်ပေါ့နော်အဲ့တော့ဆရာတို့ရေးလို့ရှိရင်တနေ့ရှင်းလို့ရှိရင်ဒီကကြောင်းစီခွဲရေးလိုက်ပေါ့ကွာ there are seaway to drive from a to b ဒါကြောင်းရေးလိုက်နောက်ကဒီအရမ်ရေးခြင်းလည်းဒီအရေးလိုက်ပေါ့ကွာ there are four way to drive from b to c ပြီးရင်မပြလိုက်ဒါမိကွန်းပြတ်ကားတော့ပဲလေ the number of way to drive လို့ရေးလိုက်ရပေါ့နော် then to drive from a to c passing through b ဆိုရင်ဘာလို့လိုက်ရမှာဆိုရင်တို့နှစ်ခုမျှလာပေါ့နော်ဒါလို့ဆရာ၃ကြောင်းစီခွဲပြီးရေးလိုက်ရင်လည်းရတယ်နော်ဒါ example 1 အင်ဇာဘက်သူအင်ဇာဘက်သူကကြတော့သွေးအမျိုးအစားကိုပြောတာကျားတို့သွေးအမျိုးအစားမှာက A ရှိတယ် B ရှိတယ် AB ရှိတယ် O ရှိတယ်အဲ့ဒီအပြင်မှာသွေးမျိုးအစား A မှာမှ2မျိုးထပ်ခွဲတယ် AH မှာ I positive ပေါ့နော်ဒါ positive နဲ့ negative ဆိုပြီးထပ်ခွဲတယ်အများစုကတော့ positive ပဲများတယ် negative သွေးရရှိလို့ရှိရတာမှရှားတာပေါ့နော် a မှာမှာ a+ a- ဆိုပြီးရှိတယ်ကွာသူက b ဆိုလဲ b+ b- ရှိတယ်အစရှိသည်ပြပေါ့နော် အဲ့တော့နောက်တစ်ချက်ကအဲ့ဒီသွေးလှူတဲ့သူတရားကိုထပ်ပြီးခွဲသေးတယ်ဘာဖြစ်လဲသွေးလှူတဲ့သူကအမေအမျိုးသားလားအမျိုးသမီးလားဆိုပြီးထပ်ပြီးတော့ဘာလုပ်လဲခွဲတယ်နော်အဲ့တော့ဒါဆိုရင်ဆရာတော်က how many different possible way နီလန်ဖြစ်နိုင်တဲ့နီလန်ဘယ်နှခုရမလဲသူရဲ့ဥမာဆရာလှူလိုက်မဲ့သူရဲ့သွေးကိုဆရာတော်ကတစ်စိတ်ကတ်မယ်လीတစ်စိတ်ကတ်မယ် a a a မာမာ plus ်မေးအဲ့လိုကတ်မှာပေါ့ပြောချင်တာ A ကတ်မယ်ပြီးရင် ice plus နော် i positive ပေါ့နော်ပြီးရင် male female မေးအဲ့လိုမျိုးတစိမ့်ကတ်မှာနော်အဲ့လိုတစိမ့်ကတ်လိုက်ရင်နဲ့ဖြစ်နိုင်တဲ့နီလန်အားလုံးဘယ်နှခုရမလဲလို့မေးတာဒါလည်းဘာလို့လိုက်ရပြီလဲဒီသုံးခုဘာလို့လိုက်ရတစက်တယ်ဖြစ်မှာလေရင်းသုံး AB အသွေးမျိုးစားရေးရမယ်ပြီးရင်ဘာလို့မှာလဲနောက်တစက်တဲ့ဘာရေးမလဲ i positive လား negative လားရေးမယ်ပြီးရင် male female တစက်တယ်ရေးမယ်ဒီပြန်နဲ့လည်းလောက်အောင်ပါ တော့ဒါတွေကတစ်ခုပြီးတစ်ခုဖြစ်ရမယ်ဖြစ်ရတွေဖြစ်တဲ့အတွက်ကြောင့်ဒီသုံးခုဆရာတော့ဘာလို့အောင်မှာမြောက်ပြောင်းဒါကြောင့်မို့ဒီမှာသွေးမျိုးစားအားလုံးဘယ်နှမျိုးရှိလဲ၄မျိုးရှိတော့၄ positive negative ဘယ်နှမျိုးရှိလဲနှစ်ခုရှိတော့2 male female ဘယ်နှမျိုးရှိလဲနှစ်မျိုးရှိတော့2အဲ့ဒီသုံးခုဘာလို့လိုက်ရပြီမြောက်လိုက်ရပြီအဲ့တော့၄မျိုးနှစ်မျိုးနှစ်ပေါ့အဲ့ဒါကိုရှားလိုက်သူ့လိုချင်တဲ့အဖြေရဒါကြောင့်မို့ဆရာတို့ဒီမှာရေးမယ် There are four possible for blood type တစ်ချက်ပြီးပြီး two possibility for the i factor i factor ဆို i positive and negative လာပြီးရင် two possibility for gender gender ဆိုတာ male လား female လားဒုနာဆိုတာအေးပေးလူတဲ့သူတို့ဒီသုံးခုကဆက်ဆက်ရှင်းတပြိုင်နက်တည်းဖြစ်မှာဖြစ်လဲဆိုကြောင့်သုံးခုဘာလို့လိုက်ရပြီမျှောက်လိုက်ရင်ရပြီဒါဆိုသူရဲ့နီလန်းရေးတဲ့စုစုပေါင်း16 way ဆိုတာဆရာတို့ရအောင်ဒါရီဆရာမတော်တော့မတော်တော့နားမကုတ်တွက်လိုက်နော်ပုံနှိမ်မှာလည်းရှိတယ်ဆိုဆရာပြောပြောအောင်အဲဆိုင်ရောက်မှတွက်ပြီမှာလား အဲဇာဘက်3မှာအဲဇာဘက်3မှာသူဘာပြောလဲနယံမှာ3ပစ်ချာနေဆိုတော့ဒါပုံရိုက်ဖို့အတွက်တန်ချောင်း3ချောင်းရှိရပါဘောနော်အဲ့ဒီမှာ there are 5 different picture ပုံရောဘယ်နှပုံရှိလဲ9ပုံရှိရယ်တန်ချောင်းတစ်ချောင်းကလည်းပုံဘယ်နှပုံပဲချိန်လို့ရပုံတစ်ပုံပဲ ချိန်ခွင့်ရှိတယ်ချိန်နိုင်တယ်ပေါ့နော်တန်ချောင်းတစ်ချောင်းပုံပုံပဲချိန်နော်တန်ချောင်းသုံးချောင်းဆိုတော့ပုံပုံပုံပဲချိန်နိုင်သုံးပုံပဲချိန်နိုင်ဒါကိုရှင်းနေတာပေါ့အဲ့တော့သူမေးတာ how many different way နီလန်မတူညီတဲ့နီလန်အားလုံးဘယ်နှခုရမလဲ can the picture be hand on all the knees ပေါ့နော်ဒီတန်ချောင်းအားလုံးသုံးချောင်းပေါ့ပြောချင်တာသုံးချောင်းမှာချိန်နိုင်မဲ့နီလန်ရည်သွားအားလုံးဘယ်နှမျိုးရမလဲအဲ့တော့ဆရာစဉ်းစားကြည့်ပေါ့ပရမတန်ချောင်းမှာဆိုရင်ပရမတန်ချောင်းတက်ဆိုရင်ဒီ ပုံ၅ပုံလုံးချိန်နိုင်권ရှိလားမရှိလားရှိတယ်လေဒီ၅ခုတည်း1 2 ABCD E ဆိုတော့5 ABCD E တဲ့တပုံပုံတော့ချိန်နိုင်ပါပဲအဲကြောင့်မို့ပရမ first နေပရမတန်ချောင်းတက်ဆိုရင်အာဇာတန်ချောင်းအလုံး၃ချောင်းရှိတော့ first second တက်ပေါ့ဟလားအဲ့ဒါပရမတန်ချောင်းတက်ဆိုရင် ပုံ၅ပုံလုံးချိန်권ရှိတယ်ဒါဒီ ABCD E ဆိုတာပုံတွေရဲ့တပုံပုံချိန်ဒုတိယတန်ချောင်းတက်ဆိုဘယ်နှပုံချိန်권ရှိမလဲ ဘာလို့ဆိုရင်ပရမတန်ကျောင်းမှာတပုံဘာလုပ်ခဲ့ပြီးချိတ်ခဲ့ပြီးမို့လို့ဒုတိယတန်ကျောင်းမှာက၄ပုံပဲချိတ်ခွင့်ရှိတော့တတိယတန်ကျောင်းမှာကျတော့ဘယ်နှပုံချိတ်၃ပုံပဲချိတ်ခွင့်ရှိတော့ဘာကြောင့်အရှိမဘယ်နှပုံချိတ်ခဲ့ပါပြီ၂ပုံချိတ်ခဲ့ပြီးသားဖြစ်တဲ့အတွက်ကြောင့်ပြီးတော့ဒီဒီဖြစ်ရ၃ကဘာဖြစ်မှာလဲဆက်ဆက်ရှင်းတပြိုင်နဲ့တည်းတစ်ခုပြီးတစ်ခုဖြစ်တာဖြစ်တဲ့အတွက်ကြောင့်တို့၃ခုချတော့ဘာလုပ်ပြရမှာလဲမြောက်ပြရမှာဒါကြောင့်သူရဲ့နီလန်းရေးတော့လို့ချင်းဒီ၃ခုမြောက်လိုက်ရင်ဒါနံပါတ်တော့ waste ပဲတစ်ခုဆိုတာဆရာတို့ရအောင် နော်အားလုံး60ရအောင်ပါနော်အာသူရတာ any one of the five picture ဒီပုံ၅ပုံတွေကတပုံပုံကိုတဲ့ can you for the first thing ဒါတပိုင်းပါနော်ပရမတန်ကြောင့်တော့ဆိုရင်၅ပုံတွေကကြိုက်တဲ့ပုံတစ်ပုံကိုရှောင်ရွေးလို့ရတယ် then anyone other five picture မဟုတ်တော့ဘူးနော်၅ပုံမဟုတ်တော့ဘယ်လောက်ဖြစ်တော့မလဲ from the remaining four ပဲပြောပြီဘယ်လောက်ပြောပြီ from the lemmy for ကြံရှိနေတဲ့၄ပုံထဲမှာကြိုက်တဲ့ပုံတော်ပုံဒုတိယတန်ချောင်းအတွက်ချိန်ပြီးထားလို့ရတယ်။ထို့နောက်နောက်ဆုံးတော့ anyone ဘယ်လောက်ဖြစ်တော့မလဲ remaining 3เนาะကြံရှိရဲ့၃ပုံအတွက်ကြိုက်တဲ့ပုံပုံဘယ်တန်ချောင်းအတွက်တတရားတန်ချောင်းအတွက်ဆရာတို့ဘာလုပ်လို့ရလဲချိန်လို့ရတယ်။ဒါကြောင့်မို့ဆရာတို့ပရမတန်ချောင်းအတွက်ဆိုတော့၅ပုံနဲ့တဲ့ပုံပုံမလို့ဒါ5 way ဒုတိယတန်ချောင်းအတွက်က၄ပုံနဲ့တဲ့ပုံမလို့4 way တတိယအတန်ကြောင့်တော့သုံးပုံနဲ့သဘုံပုံချိန်လိုက်ရမလို့3 way ပါ။ဒါကြောင့်မို့ number တော့ ways နော်။အဲ့တော့ to choose the picture for the individual နဲ့ဒါရီကောမရေးနိုင်လို့ရှိမရေးလိုက်ရတယ်။ number တော့ ways လို့ရေးလိုက်ရရတာပဲဟလား။ number ways ကိုလို့ချင်းဆရာတော့4 5 5 4 3အတိအသေးရှိတယ်။သူရဲ့ number way လို့ချင်းဘာလို့လိုက်ရပြီ။၃ခုဆရာတော့ဘာလို့လိုက်ရမသိဘူး။မျှလိုက်ရပြီ။ဒါလည်းမရေးလို့ရတယ်နော်။အဲ့တော့အောက်မှာပဲဆရာဒါပဲရေးလိုက်ရတော့ပေါ့နော်။ number of ways to hand the picture ဆိုရင်၃ခုဘာလို့လိုက်ရမလဲ။ မြလိုက်ရเนาะဒီအလေအကြောင်မရေးလဲရတယ်အဲကြောင့်မြလာတော့9လေး20 30လေး60ဆိုချာလို့ကျင်တဲ့အဖြေရရမနော်ဒီမှာ၃ချောင်းကြီးပါနော် first နေတော့9ပုံနေရတဲ့ပုံပုံယူနိုင်တယ် second နေတော့4ပုံနေရတဲ့ပုံပုံ third နေတော့ကျန်တဲ့၃ပုံနေတဲ့ပုံပုံမလို့9လေး3 3ကိုတပြန်နဲ့လည်းဖြစ်လို့ဆိုကြောင့် multiplication print ဆိုရင်မြလိုက်လို့ကျင်တဲ့ဒီလိုင်းကြီးတော့ဆရာတို့ရအဲဒါကကြတော့ဘာနဲ့ပတ်သက်တဲ့ပုံစံသုံးဖို့လဲဆိုရင် မာဒီပလီကေးရှင်းပရင်စပယ်နဲ့ပတ်သက်တဲ့အင်စပယ်သုံးဘောပေါ့နော်အင်စပယ်1 2 3ကဒီသုံးခုဆိုတော့မာဒီပလီကေးရှင်းပရင်စပယ်နဲ့သက်ဆိုင်တယ်နောက်ထပ်ပရင်စပယ်လေးတစ်ခုကြောင်းပြောမယ်နောက်ထပ်ပရင်စပယ်ကြတော့ဥပမာတစ်ခုပေးမယ် manufacturer ဆိုတဲ့ထောက်လုပ်တဲ့သူတယောက်အင်ဂျီတွေထုတ်မှာပေါ့ရှက်တီရှက်တွေထုတ်မယ်ထောက်တဲ့အခါမှာတီရှက်မှာအမျိုးအရွယ်အစား size အမျိုးမျိုးရှိတယ် small median l ha ha a ဆိုပြီးတော့ဒီမှာ size 5မျိုးပေးထားတယ်เนาะ size က5မျိုးပေးထားတယ်ပြီးရင် small sm a ဆိုတဲ့ small median l size အတွက်ကကြတော့ design ဘယ်နှမျိုးရှိလဲ၄မျိုးရှိရယ် size ကဘယ်နှမျိုးရှိရဆိုရင်5မျိုးရှိတယ်เนาะအဲ့ဒီ5မျိုးမှာမှာပထမ3မျိုးအတွက်က design ဘယ်နှမျိုးရှိလဲ၄မျိုးရှိတယ် h a h a ဆိုတဲ့ဒီ size ကြီးတွေပေါ့နော်ဒါတွေအားလား size ကြီးတွေဆိုတော့ဒါ design ဘယ်နှမျိုးပဲရှိလဲ၃မျိုးပဲရှိတယ်ဒါဆိုရင်ဆရာပြောမလို့ခေါင်းစဉ်၂မျိုးရှိပြီ size ရယ် design ရယ်ပေါ့နော်နောက်တစ်ခါဘာလဲ color အယောင်အယောင်ကကြတော့ဘယ်နှမျိုးရှိလဲအဲ့တော့အယောင်ကကြတော့ဘယ်နှယောင်ရှိမလဲ900 AG လို့ပြောတာပြီးသားဆိုလိုချင်တာကဒီအရှိကပြောတဲ့ SMN တော့လဲ900ရှိတယ် HA အဲ HA တော့လဲ900ရှိတယ် ဒါဆိုအားလုံးခေါင်းစဉ်နေပြော topic နေပြောဘယ်နှမျိုးရှိမလဲ၃မျိုးရှိမှာ size ရယ် design ရယ် color ရယ်ပေါ့နော်ဒီမှာဘာပြောရလဲဆိုတော့နည်းနည်းလေးဟိုနည်းနည်းလေးစဉ်းစားစရာပြောရတာ design မှာနည်းနည်းစဉ်းစားစရာပြောရတာပေါ့ design မှာကျတော့ तू ကမတူတော့ဘူးလေအဲ SN တော့၄ခုပဲရှိတယ် HH ဆိုတော့၃ခုပဲရှိတော့တယ်နော်အဲ့တော့ကျတော့ဘယ်လိုမျိုးစဉ်းစားရသူဖြစ်ရ၂မျိုးစဉ်းစားရဖြစ်ရဘယ်လိုမျိုးစဉ်းစားရမလဲ နှစ်မျိုးဆိုတာကတို့နှစ်ခုခွဲနှစ်ခုခွဲရဘူးဂရုမတူတော့ဘူးလေအဲ့တော့ SM အဲ့တော့ကတစ်မျိုးစဉ်းစားရမယ် HA HA အဲ့တော့ကတစ်မျိုးစဉ်းစားရမယ်ဘာဖြစ်လို့လဲသူမမတူဒီဇိုင်းမှာအကြည့်တော့မမတူတော့တာအကယ်၍တော့မဟုတ်ဘူးလေဒီမှာ SM A HA HA အဲ့တော့အားလုံးဒီဇိုင်းက၄ခုရှိတယ်လို့ပဲပြီးရတဲ့ဆိုရင်ဒါရှင်းတယ်ဘာလို့လိုက်ရပြီ size က၅မျိုးရှိတယ်ဒီဇိုင်းက၄မျိုးရှိတယ် color က၅မျိုးရှိဆိုဒီသုံးခုဘာလို့လိုက်ရပြီမျှလိုက်ရင်ဒါသူလိုချင်တဲ့အဖြစ်ရပါဘူး ဒီမှာအဲ့လိုလုပ်လို့ရလားမရဘူးဆိုတော့ဘာဖြစ်လို့လဲဒီဇိုင်းမှမတူတော့ဘူး SNM ကဒီဇိုင်းလေးမျိုးရှိပြီးတော့ HHA ကဒီဇိုင်းဘယ်နှမျိုးပဲရှိတော့လို့၃မျိုးပဲရှိတော့လို့ဒါဆိုရှာတော့ဖျက်အောင်ဘယ်နှမျိုးပြန်ခွဲရလဲနှစ်မျိုးပြန်ခွဲလိုက်ရပထမဖျက်ကဘယ်သူသက်စဉ်းစားလိုက် SMA တို့ဖျက်တခုစဉ်းစားမယ် HA HA တို့ကဖျက်တခုစဉ်းစားမယ်နော်ဖျက်နှစ်ခုဖျက်ရလိမ့်မယ်ဒါကြောင့်ရှာဖျက်ဘယ်နှခုစဉ်းစားမယ်နှစ်ခုနော် ဆိုလိုချင်တာကပရမဘယ်ဖြစ်ရအတွက် SNL ဆိုတဲ့ဒီပရမ small size တွေပေါ့နော်ဒါလုံးဝအရင် heavy size တွေမဟုတ်ဘူးပေါ့နော်နောက်တစ်ခုဖြစ်ရက H A H A အတွက်ကဒုတိယဖြစ်ရပေါ့နော်ဟုတ်ပြီဒါဆိုပရမဖြစ်ရတဲ့စဉ်းစားမယ်ဒီဇိုင်းအားလုံး size ဘယ်နှမျိုးရှိလဲပရမဖြစ်ရတဲ့လေ size 3မျိုးရှိတယ်ဒီဇိုင်းကဘယ်နှမျိုးရှိလဲ၄မျိုးရှိတာကာလာကဘယ်နှမျိုးရှိလဲ၅မျိုး၄၅လီ23လီ ်60ဒါပထမအဖြစ်ရအတွက်နီလန်အလုံး60ရှိတယ်ဒုတိယအဖြစ်ရစိုက်ဘယ်နှမျိုးရှိလဲ HN နဲ့ HA ဆိုတော့ဘယ်နှမျိုးရှိလဲနှစ်မျိုးရှိရယ်နော်ပြီးတော့ပြလဲဒီဇိုင်းကဘယ်နှမျိုးရှိလဲဒီဇိုင်းက3မျိုးရှိတယ်အကြောင်းဘယ်နှယောက်ရှိလဲ9ယောက်သူပြောတော့ each နှစ်ခုစလုံးတစ်ခုကြီးဆိုတော့အကြောင်းတော့9ယောက်စီရှိတယ်အဲ့ဒါဘယ်လောက်လဲ30ရှိတယ် ပြီးရင် DPN တစ်ခုဘာပြန်လောက်အောင်ဘာလောက်အောင်မလဲပေါင်းရမဘာလောက်အောင်မလဲအခုခဏဒါအနေအစ်စ်ပါလာပြီနော်ပေါင်းရမဘာကြောင့်ပေါင်းရလဲဆိုတော့ DPN တစ်ခုက no common ပေါ့နော်ဘုံသူမရှိဘူးတရုံးတစ်ခုသူ့ရာအကြောင်းမရှိဘူးနော် SM NG အရွယ်စားနဲ့ဒီ AJ AJ နဲ့တူလို့လားမတူအဲ့လိုဘုံတူမရှိတဲ့ဖြစ်ရတဲ့ဆိုဘာလုပ်ပြရလဲဆိုရင် ပေါင်းပြရနော်ဒါကြောင့်တို့တို့ကဘာလုပ်လိုက် ပါလာလို့ရှိရင်အားလုံးသူရဲ့ဖြစ်နိုင်တဲ့နီလန်အားလုံးဘယ်နှခုရအောင်ဆိုရင်အားလုံးနီလန်90ရာဒါဆိုရင်ဘလို့အချိန်ဒီမှာပါလာလို့ဆိုရင်ဒီဖြစ်ရနှခုကဘာဖြစ်တဲ့အချိန်နေလုံးဝ no common ပေါ့နော်ဘုံသူမရှိတဲ့ဖြစ်ရတွေဆိုရင်ရှားတော့ပြလဲသူတို့နှခုကိုဘာလုပ်ပြရလို့ဆိုရင်ပေါင်းပြရတယ်ဒါကိုရှားတော့သိရဒါကြောင့်မို့ဒါနောက်ထပ်ဥပမာတစ်ခုလို့သူကပေးတာလားအဖတ်စကီတာ60 second case တော့က30သူတို့နှခုကလုံးဝသူညီစရာအကြောင်းမရှိတဲ့အတွက်ကြောင့်ဘာလုပ်ပြရလဲ ပေါင်းပြရပေါင်းပြလိုက်ရရှားလို့ရှင်တဲ့အဖြေရနော်ဘသူမရှိတဲ့ပြက်တွေကဥမာပြောလို့ရှိရင်ဆိုဘောလုံးကိုင်လည်းဒီတိုင်းပဲလေဥမာဟိုကဘာဖလားပြက်ဘာဘာပြန်ပွဲပြက်ဟိုဘူဆွဲတဲ့အတင်းရနိုင်မဲ့ probability မင်းလည်းဘာလုပ်ပြရလဲဟိုဘာလုပ်ပြရလဲဆိုရင်မြှောက်ပြရလားပေါင်းပြရပေါင်းပြရဥမာတဘောနှစ်သိန်းလုံးဖလားရစရာအကြောင်းမရှိဘူးတသိန်းပဲရမှာဘုံသူမရှိဘူးနော်ပူသွဲချက်ပြက်နေပါလေမရှိဘူးအဲ့လိုမျိုးမရှိတဲ့ကြောင့်သူတို့ပြက်ရဲဆိုဘာလုပ်ပြရလဲပေါင်းပြရအခုစလည်းအဲ့လိုပဲ SNM နဲ့အရဲ့အရဲ့ကအမျိုးအစားအရွယ်အစားမှမတူတာနော်အဲ့တော့ဘုံသူမရှိတဲ့ကြောင့်ဘာလုပ်ပြရသင်ပေါင်းပြရတယ်ဒါ तू ကဥပမာတစ်ခုတွင်နဲ့ तू ရှင်းပြတာလားဘုံသူရှိရင်ဇာတာမြှောက်ပြရတာပေါ့အဲ့တော့ဇာတာဒီ PN တစ်ခုဆိုဘာဖြစ်မှာလဲ no arrangement in common အဲ့ဒါသိရမယ်နော်သူမှာဘုံတူတဲ့အစီအစဉ်မရှိဘူးနော်နှစ်ခုမှသာတူတဲ့အစီအစဉ်မရှိဘူးအဲ့လိုမျိုးဖြစ်တဲ့အခြေအနေကိုဘာဖြစ်ရလို့ခေါ်လဲ ဒီကြွားပြရတယ်လို့ခေါ်တာအဆက်ပြောက်ရတယ်လို့ခေါ်တာပေါ့နော်သူကဒီဖြစ်ကအဆက်ပြောက်ရတယ်ဘုံသူမရှိလို့ရှားသိရနော်ပြီးရင်ရှားသူရဲ့အဒေရှင်ပရင်စွဲလို့ခေါ်တယ်အဲ့ဒါဟာလားဆိုလိုချင်တာက there key pairs why this joint case the jockey ဆိုတာခဏပြောသလိုပဲဘာဖြစ်တဲ့ case ဆိုရင်အဆက်ပြောက်ရတဲ့ဖြစ်ရတယ်တနည်းပြောရင်ဘုံသူမရှိတဲ့ဖြစ်ရတယ်အဖြစ်ရအလုံးဘယ်နှခုရှိမယ်ဆိုပါစို့ k ခုရှိတယ်ဆိုပါစို့ပေါ့နော် အဲ့ဒီပုံစံမှာရှိတဲ့ element တွေကိုဆရာတို့ခွဲလို့ရှိရင်နဲ့ဥပမာသူပြောပြမယ်ပထမဖြစ်ရမှာကဘယ်နှခုရှိမယ် n1 ခုရှိမယ် element ဆိုအခုရေးသွားလို့ပဲပြောလို့ရတယ်ဒုတိယဖြစ်ရမှာဘယ်နှခုရှိမယ် n2 ခုရှိမယ်တတိယဖြစ်ရမှာက n3 ခုရှိမယ်အဲ့လိုပဲသွားရင်းနဲ့ဒါ k ခုမြောက်ဖြစ်ရမှာဆိုရင် nk ခုရှိတယ်ဆိုပါစို့ရဲ့အဲ့ရနေမှာသူရဲ့ number of element အားလုံးစုစုပေါင်းလို့ရှိရင်ဒီအခုရေးသွားတဲ့အားလုံးဘာလို့လိုက်ရပြီပေါင်းလိုက်ရင်ရပြီ ဒါကြောင့်မို့သူ့ရဲ့ဒီဖြစ်ရကတော့ဘာဖြစ်တဲ့ဖြစ်ရတွေဖြစ်အောင်ဆိုရင်ဒီကြွားကေးဆိုတဲ့ဒါဘုံသူမရှိတဲ့ဖြစ်ရတွေဖြစ်ဖို့တော့ဆရာတို့စဉ်းစားတက်ရမှာပေါ့နော်အဲ့လိုစဉ်းစားလာတော့ဒါဘုံသူမရှိဆိုရင်သူ့မှာရှိတဲ့အခြေအတွေတွေဘာလို့လိုက်ရမလဲပေါင်းလိုက်ရမယ်ဒါကိုဆရာတို့ဘာ principle လို့ခေါ်လို့ဆိုရင် addition principle လို့ခေါ်တာဒီမှာဆရာအီဟိုမတန်တကူအရင်သင်ရအောင်နော်ဒီ multiplication principle နဲ့ addition principle ဆိုပြီးအရင်သင်ရမယ်